ဒီနေ့မှာတော့လောက်ရတာအရန်လွယ်ကူပြီးတော့စားလို့ကောင်းအဟာရဖြစ်တဲ့ကြက်ဥပူတင်းလေးအိမ်မှာလောက်စားပြလို့လုံနီလေးကိုလာပြီးတော့ပြန်မျှဝေပေးချင်ပါတယ်ရှင်။အရန်လွယ်ပါတယ်။ဒန်နီလေးနဲ့ပဲလှုပ်သွားပါတယ်နော်။ဒီနေ့သုံးထားတာကတော့ကြက်ဥ၅လုံးသုံးထားပါတယ်။ကြက်ဥ၅လုံးကို ဖောက်ထည့်လိုက်မယ်။ဒီထဲမှာတကြာလေးလည်းထည့်ပါတယ်။စားလေးနဲ့ငယ်လေးထည့်ပါတယ်နော်။ဒါပြီးရင်ခလောက်လိုက်ပါမယ်။ကွက်ကအုပ်လေးရောထည့်ပြီးတော့လှုပ်ထားပါတယ်ရှင်။ကွက်ကအုပ်လေးနှစ်ထုပ်ကိုရေနွေးလေးနဲ့ပြပြကလေးဖြော်လိုက်ပါမယ်။ ဖြော်ပြီးကြေွားပြီဆိုလို့ရှိရင်စောနာကခောက်ထားတဲ့ကြက်ဥတွေကိုထည့်ပြီးတော့ပြန်မှွေလိုက်ပါမယ်။ဒါဆိုလို့ရှိရင်အောက်ခြေမှာညိုညိုလေးဖြစ်အောင်လို့မို့ဆိုပြီးတော့တကြားလေးကိုကြိုထားလိုက်ပါတယ်။တကြားလေးညိုသွားပြီဆိုလို့ရှိရင်ပေါင်းမခွက်ရဲ့အောက်ခံထဲမှာဒီလိုလေးထည့်ထားလိုက်ပါတယ်။ထည့်ပြီးသွားရင်စောနာကခောက်ထားတဲ့ကြက်ဥအနှစ်ကလေးတွေကိုထည့်ပြီးတော့ဒဲနီနဲ့ရေနွေးလေးနဲ့ပေါင်းထားလိုက်ပါမယ်။ နော်လာယူဝက်လောက်ပေါင်းထားပြီဆိုလို့ရှိရင် စားလို့ရပါပြီအိမ်မှာကလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းဒီလိုလေးလုပ်ကြည့်ပါနော်အဟာရလည်းဖြစ်တယ်စားလို့လည်းကောင်းပါတယ်ဒါဆိုလို့ရှိရင်နိုင်ဝက်ပြည့်ပြီးအထဲမှာနတ်မနတ်တူလေးနဲ့ထိုးပြီးကြည့်လိုက်ပါမယ်ကဲဒါဆိုလို့ရှင်တော့အီအီတုံတုံမွမွေးနဲ့အရန်ကိုမှစားလို့ကောင်းတဲ့ကြက်ဥပူတင်းလေးတစ်ခုရပါပြီရှင် အားလုံး